ိုင်းပညာပေါ့အစ္စရေးအမေရိကန်ပညာကိုကျွန်တော်ယူလိုက်တယ်။အဲအပညာယူနေတဲ့အချိန်မှာကျွန်တော်ပညာ90ကျော်ဆရာလည်းပညာ90ရပြီ။ကျွန်တော်မလုပ်ချင်တော့ကျွန်တော်ငွေရလည်းတက်တူးကိုဒီကွန်ပျူတာလာမှာလည်းကျွန်တော်တက်တူးပညာလေးလေ့လာတာ။ဒီကဒီဂိုင်းဒီကျွန်တော်ကိုရသားသမီးနဲ့ဒါတက်တော်ကိုကဲဖို့တော့အထက်ကိုင်းပေါ့နော်။ဆရာမင်းတက်တူးထွက်ရတဲ့ဆိုရင်လည်းမစမချဘူး။စမနဲ့တွဲပြီးဒီတက်တူးနဲ့တွေ့ရကံပွင့်စံပွင့်လက်ပွင့်အစီအရင်လေးကိုတွေ့လို့ရမယ်။ ဟာရောက်လာကိုရောက်ပြီမင်္ဂလာပါဟုတ်တယ်ကြောက်တယ်တင်ဖဲပဲဟုတ်ညပြောလိုက်လှုပ်ထားရနော်ဟုတ်လှုပ်ထားတယ်ရေတော့ချူလာရေတော့ချူလာတယ်ဟုတ်တယ်ဟုတ်ဟဲ့ဒီနေ့ကတော့ဒါကိုထူးထူးမရှိပါဘူးဟုတ်ကဲ့မြန်မာလေးကိုလည်းဒါကိုစီပေါပွင့်လက်ပွင့်စမ်းမပွင့်မယ်ဟာဟုတ်မလို့တူပြကြလားမလေးကဒါကိုကြတော့ပထမအဆုံးညာရှင်နဲ့ဖြစ်တယ်ဟုတ်ကဲ့အဲနောက်ပြီးတော့ကိုကဒီထိုးပြီးတဲ့အချိန်မှာ၃ရက်လောက်တော့ညီမလေးကိုပြောတဲ့ တရနောင်းဒီလက်စိတ်နဲ့ဒေတာနဲ့ဟိုမှာဆိုတော့ဒီမှာလေးပြောချိုးကြလေးဖြစ်မှာပေါ့နော်ဟုတ်ပါဟုတ်ကဲ့အဲ့တော့ကိုစားလိုက်စားလိုက်အောင်ဟုတ်ပါဒီကတော့နော်ဒါကျွန်တော်ပြောရမှာဆိုတော့ကျွန်တော်ဒီလူပညာခဏလေးမှာသွားတဲ့အချိန်ပေါ့ကျွန်တော်ခိုင်းပြီနော်အစ္စတန်အမေရိကန်ပညာကိုကျွန်တော်ယူလိုက်တယ်။အဲအဲ့ပညာယူနေတဲ့အချိန်မှာကျွန်တော် ပညာ50ခုကိုဆရာကပညာ50ရပြီကျွန်တော်မလုပ်ချင်လို့ကျွန်တော်ငွေရလဲတက်တူးကိုဒီကိုဗစ်ကာလမှာလဲကျွန်တော်တက်တူးပညာလေးလေးလာတာကျွန်တော်တက်တူးလို့ထူးတော့ပေါ့အဲ့တော့ကျွန်တော်စဉ်းစားတော့အာတက်တူးထူးပြီးတော့အဓိကဒီခိုင်းပညာလေးလိုက်ရင်မလုပ်လို့ရအောင်အဓိကဒီခိုင်းဒီကျွန်တော်ကိုရသားသမီးနဲ့ဒါတက်တော့လည်းကဲဖို့တော့နောက်ထပ်ခိုင်းပေါ့နော်အဲ့ဆရာမေဒီကယ်ဆိုတော့ဆရာမြင်တက်တူးထူးတယ်ဆိုရင်လည်းမစမချပါဘူးစမနဲ့တွဲပြီးတော့ဒီတက်တူးနဲ့လူတွေကိုကံပွင့်စံပွင့်လက်ပွင့် အစီအစဉ်လေးကိုထူပေးလို့ရမယ်ဘလို့မစူဘောနော်အမြဲအနုပညာနဲ့ပတ်သက်လို့အနုပညာရှင်တွေပို့လို့ပို့လို့ပို့ကောင်းတာပေါ့အနုပညာရှင်တွေကအဓိကလို့အစမ်းပုံလို့ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တတ်ထားတဲ့ဒီပညာနဲ့ပေါင်းပြီးတော့ကျွန်တော်ဒီဂျာဗာလေးနဲ့ပွင့်စမောက်ဒီကလက်ပွဲပေါ့ဒါစာထူးပေးတဲ့ချိန်ပေါ့အဲဒီကလည်းဒါပါပြီးတော့စမ်းတယ်လို့မဟုတ်ဘူးဒါဒီပညာစရရမှာကျွန်တော်ဘလို့စထူးရမှာဆိုတော့အတွင်းကစပုံတော့ ကိုနဲ့လည်းအရင်တော့စကားညီတွဲရိုက်ခဲ့ဘူးလေ။သူတို့ကလည်းသူတို့စကားညီတွဲဒါပေမဲ့သူဒီရန်ဟောသူလိုချင်တဲ့တိုက်ကက်တီသူမအောင်မြင်လေးဘူးပေါ့နော်။သူအရင်အောင်မြင်ခြင်းနဲ့ဟောသူမှတားဆီးလေးတွေပိတ်တာလေးရှိတယ်။အဲ့အားတခါကျသူကအာဒါသူလုတ်ပြရမယ်ဆိုတော့သူကဖုန်းဆက်လိုက်မလေးတော့ကိုလုတ်ငါကိုင်းထိုးမှဆိုတော့ဘဘောတော့မလေးကကံကောင်းလာလေအစားပြီးတော့ကံပွက်စားပွက်လက်ပွက်စီရင်လေးစမလေးကိုစားပြီးထိုးပြီးထိုးပြီးပေါ့ ဒါလေးကလည်းခုနောက်မှအဲ့လိုမျိုးတော်တော်များများလေးပေါ့နော်အဲ့လိုလေးလောကျစုတွေ့ဘူးတယ်ပေါ့နော် online မှာလည်းအဲ့လိုဆရာသမားကြီးစီမှအဲ့လိုထိုးကြလည်းတွေ့ဘူးတယ်အဲ့ချိန်မှာအကိုပေါ့နော်ကိုသတ္တိအားကြီးလေးလာနေရလည်းစုတွေ့ရပေါ့နော်သူဒါကြီးလေးလာနေရစီးပူးနေရလည်းမြင်ရတယ်အာထရိုက်ဆိုင်တရားကြောက်အကိုကဖုန်းဆက်လာပြီးလိုလိုလေးရှိတယ်ဆိုတော့ဟာအကိုထိုးပေးမယ်ဆိုတော့ထိုးကျင်တာပေါ့လို့အစောကလည်းစုကလိုမျိုးကြီးစိတ်ဝင်စားတဲ့အချိန်မှာပါတယ်ပေါ့နော်စုဘာသာကြီးလည်းခုနောက်ပိုင်းတော်တော်များများလုံးဖြစ်တဲ့အခါကျတော့အကိုကလည်းအဲ့လိုလေးထိုးပေးမယ်ဆိုတော့ဒါဝန်သားအားရလာပြီးတော့လုံးဖြစ်သွားတာပါ ော့ကျွန်တော်ထိုးပေးတဲ့လူကလည်းဘာလို့ ਆ လဲဆိုဒီလားဒီမှာစောင့်ကြည့်ရတယ်။ကျွန်တော်ကိုယ်တိုင်ကလည်းတစ္ဆာဆိုတာကျွန်တော်ဒီဒီအိစာတရားမင်းကြီးခိုင်းပညာယူပြီးအချိန်အစားပြီးတော့ကျွန်တော်ကောင်းလို့မိစားကိုကျွေးလို့ဒီတဲ့တော့စားခြင်းနဲ့မူးစီပေါ်ကျွန်တော်မလုပ်ဒီတစ္ဆာမှန်ကန်ဒီထိုးပေးတဲ့ပုံဒီအနေသားတစ်ခုဒီသူလုံးဝလုံးနိုင်တယ်ကံပွင့်ပါစေလက်ပွင့်ပါပိတ်နေအသားစီနေကင်းဝါပါဒီလိုစီကောင်းကျွန်တော်ထိုးပေးရတဲ့ဒီပုံမှာကျွန်တော်ရဲ့သီလသမားတွေပါပါအတူ သူ့ကိုတုံးရက်ကျွန်တော်အထိတ်တောင်ဝင်ခိုင်းမယ်ဒီပုံထိုးပြီးတုံးရက်အထိတ်တာကကျွန်တော်ပြည့်ရဖြောင်းနိုင်ထုံးပြီးတော့တုံးရက်သူပဒိစေရတတန်ငုံပါပဲရိုးရှင်းရှင်းပဲကျွန်တော်ခိုင်းရလေရိုးရှင်းတယ်တက်ခိုင်းဆိုတော့အဲတတန်ငုံပဒိမဲ့ကျွန်တော်စိတ်ခိုင်းတယ်တုံးမစေရအောင်အဲ့ဒီဘင်းမှာသူ့ရဲ့ကံဟာလေသူစေးကြောပြီးသားဖြစ်ပြီးကံမြန်လာဒီရေချက်နေတော့လှုပ်ပြီးတော့နောက်ခုနကတော့တက်သူဒီပုံပဲသူများထိုးလို့မရတော့ဘူးရတယ် အဲ့မဲ့ကျွန်တော်ကသူကကြတော့ဒါသူ့ရဲ့နေနံပေါ့နော်ဒါဘာနေသမီးလဲကျွန်တော်ပြောတော့ပေါ့ဒါတော့သူ့နေနံလေးကိုကျွန်တော်သူ့ရဲ့နံကိုဒီထဲမှာကျွန်တော်ထည့်ပြီးထိုးပေးတာကျွန်တော်စမနဲ့ပေါင်းပေးလိုက်တော့ဒီပုံကြည့်ပြီးတော့ light ထိုးမယ်ဆိုရင်တော့သူ့နေနံဖြစ်တော့ပေါ့အဲ့လိုအဲ့လိုပေါ့နေနံရတော့ချိန်ရမယ်နောက်တစ်ခါဘာနေသားသမီးထိုးမယ်ဆိုဘာနေသားသမီးဆိုတော့ကျွန်တော်ပြန်ချိန်ပေးတာအဲဒီလိုပါပဲနောက်သူကကျတော့ loser မှာတော့ဘာဖြစ်လဲဆိုတော့သူ့ဘောကြပါမနဲ့ထိုးတာရှိတယ်ပါမနဲ့ကလုံးဝအသားအောင်ကတည်းကထိုးချလိုက် မှန်တော့ကျွန်တော်တို့သားမှာခါထိုးကြတဲ့ခါကျပို့ပြီးတော့တရားပါဖြစ်သွားတော့ပို့တော့လေဇွမ်းတယ်ဒါပေမဲ့သူကအသားအနာမခံရဘူးတော့သူ့ကိုမှတတိယခုမှမရှိဘူးမရှိတဲ့ခါကျဟာခွေးရည်မိရတာအလိုမထိုးရဘူးအဲ့ကြောင့်ကျွန်တော်ဘာပြန်စင်အော်ဟုတ်ပါလားကျွန်တော်ဘာပြန်စင်စားမိပါလဲဆိုဟိုတော့သူတကယ်မထိုးရတဲ့လူပေါ့ကံပွင့်ကျင်တယ်စမ်းပွင့်ကျင်တယ်လမ်းပွင့်ကျင်တယ်ဆိုတော့ထိုးလို့မရဘူးလားဆိုတော့အတွေ့အကြုံကျွန်တော်ကရတော့အော်အဲ့ဒါဆိုအဲ့ဒါဆိုပြီးတော့ညီမလေးတို့ဒါတတိယခုကိုပုံလေးကိုကျွန်တော်ဟိုကပ်ပေးလိုက်တယ် တော့မှင်ကန်းကပ်ပြီးတော့ကျွန်တော်အဲ့ပုံမှာကျွန်တော်ရဲ့ဒီစေးတော့စေးအင်းကြီးနဲ့ကျွန်တော်တချမ်းမှန်းထိုးလာအဲတရနှစ်ရက်လောက်တော့ခံတော့နည်းလောက်တော့ခံအဲ့ပုံပိုင်းမှန်းလို့တော့သူကလည်းဒါသူကလည်းပြောသူကလည်းပြန်ကျွန်တော်ပြန်ပြောပါလား ဒါကကိုယ်တည်းလေးဆိုဘာလို့လဲဆိုစမ်းကြည့်တာပေါ့။သူသုံးရက်သက်သားပွင့်တော့ဒေကလာထိုးပါမယ်။သိတာရယ်ပေါ့နော်။ကိုနဲ့ကန့်ကြည့်ရယ်သိတာရယ်ဆိုတော့ဒါအပြီးထိုးမယ်ပေါ့နော်။အဲ့လိုမျိုးစဉ်းစားဟုတ်အပွင့်တက်ပေါ့နော်။ဟုတ်တာအပွင့်တက်ဆိုတော့အလောက်ကိုင်းလေးအဲ့လိုမျက်နှာပွင့်လန်းတာလေးငွေကြီးလက်လာပါလေးပွင့်လန်းတာအဲ့လိုမျိုးပေါ့။အဲ့တော့အကုန်လုံးတော့ပွင့်နေတယ်ပေါ့နော်။အတိကတော့အမျိုးဆိုတော့မှရှိရယ်လေခါချင်းအလောက်တရတော့ဇက်တိုက်လုံနေရတယ်။ဒါပေမဲ့အဲ့လိုငွေကြီးတွေကြာရင်အဲ့လိုမျိုးဝင်တာနဲတယ်မစူစမ်းမွေပေါ့နော်။အဖက်မတင်ဘူး။အဲ့လိုမျိုးကြီးဖြစ်တဲ့ခါကျတော့ငွေကြီးအတွက်အတိက လေးပေါ့ဟုတ်အဲ့လိုလေးတော့ဟုတ်ဖြစ်ချင်တယ်ဆိုပြောထားပါဘောနော်ဟုတ်ဝါကျွတ်တော့စမ်းရောဟုတ်စမ်းတော့အဓိကပါဘောနော်ဒီဝါကျွတ်ပြီးဆိုမှကိုအခုဒီလည်းမကျွတ်သေးဘူးဆိုတဲ့ခါကျတော့လေအဲ့ဟာလည်းအခုတော့ပူစားထားရပေါ့ဟုတ်အဲ့တော့ဒီကတော့ခိုင်းနေရတယ်ခင်ဗျာဆိုကျွန်တော်တို့ဒီခိုင်းကို ဒီနှစ်ထဲမှာကျွန်တော်စကြည့်တယ်ကျွန်တော်သိတာပေါ့နော်။နာနဲ့မခိုင်းတာခြာကြော်များရှားကြော်တော်ရှိတယ်။ဒီကတော့ဒါအိစာတရားမြေကြီးခံကျန်တဲ့ခိုင်းလည်းရှိပါအချို့ဆိုဒီတဲ့နာမကြီးရဲ့ခိုင်းလည်းရှိတယ်။ခိုင်းနိုင်ခိုင်းနိုင်တော့အထက်ခိုင်းတွေများပါဒီဂိုင်းဆရာဖြစ်ဖို့ကလည်းငါးပါးတီလာလုံးလုံးနဲ့မကဘူးစူးစားကြင့်ကြံအာထုတ်မှုရလဲသူ့တက်ကပို့ပြီးတော့အာထုတ်ရလွယ်လွယ်နဲ့ဂိုင်းဆရာဖြစ်လာတာမဟုတ်ဘူးလေအဲ့တော့အခုပို့ပြီးတော့လေးစားရင်လေးစားတာပေါ့နောက်ပြီးတော့ ဟိုအကွက်တက်တူးလိုက်ရအောင်ကျွန်တော်ငကိုရလိုချင်တာဒီကတော့ကျွန်တော်ဘာလို့ဒါအနုပညာရှင်တော့ဒါကျွန်တော်လည်းနှီးစက်လို့ပေါ့နော်အနုပညာရှင်ကျွန်တော်လည်းခင်ဗျာအနုပညာရှင်ကိုဦးစားပေးတော့အနုပညာရှင်နေမှာမဟုတ်ပါဘူးဘယ်လိုမဆိုပေါ့နော်ဒါဒီစီးပွားရေးပဲလုံလုံးချာချာပဲလုံလုံးကျွန်တော်ကျန်တဲ့နေရာတိုင်းနာလို့ရှိရင်ဒီဟိုဒေတာဘောင်းနေရာဘောင်းတော်လူတွေကစမ်းပွက်ကန်ပွက်လက်ပွက်လိုချင်တဲ့စင်တော့ကျွန်တော်တတ်နိုင်ဆုံးထိုးမိပါတယ်ကျွန်တော် ခုနကလည်းပြေးလိုက်ပါဦးပြီးတော့ကိုရှင်းနေတယ်ကို3 2 3ဟာကျွန်တော်မန်နေဂျာပါနော်ကိုဖုန်းဆက်ပြီးတော့ညှိနှိုင်းပြီးတော့အဲတို့ရပါတော့နော်အဲ့အားလေးတို့ပြီးသွားရင်တော့ဒါကျွန်တော်ဆောင်းရှောင်းဝင်လေးရတော့ဒါကျွန်တော်ပြောင်းပြီးတော့အိုက်ပုံပုံကိုတူပြီးတော့ဒီလိုကံဖွင့်မှာစမ်းဖို့မလက်ဖို့ အဲဆိုတော့အခုအရင်ဆုံးဆန်းသက်ပြီးတော့ဗောနော်ဆန်းသက်ပြီးတော့ဆုထိုးလိုက်ပြီးဗောနော်ဆုဒါအကျိုးပြုမယ်လို့လဲဆိုတာယုံကြည်တယ်ပြီးတော့ဒီဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေတော့မများများကိုယ်စိတ်နဲ့လည်းအများကြီးသက်ဆိုင်တဲ့ခါကြတော့ဗောနော်အဲဆုဒါလေးကိုအခုလောလောဆယ်တော့ယာယီဗောနော်ဆုထိုးပြီးသွားပြီဆုနောက်ပိုင်းတော့ဒါအပီးဗောနော်အပီးထိုးအစီအစဉ်လည်းရှိပါတယ်ဆုတစ်ခုခုထိုးကြတာအကျိုးပြုရရှင်လဲဆိုတာပြန်ပြီးတော့ပြောပြပေးပါမယ်